လုံးပဲမင်္ဂလာပါဒီနေ့ကျမမစ်ဆွေကို neurolinguistic programming နဲ့အစဉ်စိတ်ဝင်စားဝေးကောင်းတဲ့စကားပြောအတတ်ပညာတစ်ခုကိုပြောပြပေးချင်ပါတယ်အဲ့ဒါကတော့ sleight of mouth patterns ယုံကြည်ချက်ပြောင်းလဲစကားပြောနည်း14မျိုးပါယုံကြည်ချက်တွေကိုစာကြောင်းတစ်ကြောင်းနဲ့ပြောင်းလဲနိုင်စွမ်းပေးတဲ့ လမ်းစဉ်တွေပါယုံကြည်ချက်ဟာ meaning frame တစ်ခုအနေတည်ဆောက်ထားတာပါ meaning frame အသေးပဲသတ်မှတ်ချက်ဘောင်းတစ်ခုကနေပြီးတော့တည်ဆောက်ထားတယ်လို့ပြောတာပါ meaning frame ကိုပြောင်းလိုက်ရင်ယုံကြည်ချက်ကပြောင်းသွားရပါတယ် slide of both ဟာစကားပြောမာရှယ်အာတခု ဖြစ်ပေါ်မှာစကလုံးတွေကလူကိုပြောင်းလဲနိုင်စွမ်းဖြစ်သွားတာပါ ယုံကြည်ချက်ကဆုံးဖြတ်ချက်စိတ်ခံစားချက်အားတက်မှုကိုယ့်ကိုယ်ကိုယုံကြည်မှုအပြုအမူတွေကိုပြောင်းလဲပေးပါတယ်ပထမဆုံး pattern လေးကတော့ intention pattern မှာရည်ရချက်ပုံစံမှာယုံကြည်ချက်ရဲ့နောက်ွယ်ကအပြုသဘောဆောင်တဲ့ရည်ချက်ကိုထောက်ပြပေးတာပါ လူတွေဟာကုတ်ကုတ်ကိုကာကွယ်ခြင်းလို့ကန့်တတ်မှုပေးတဲ့ယုံကြည်ချက်တွေကိုစုပ်ခိုင်ထားကြတာပါအဲတော့ကြာရှုံးမှုရှောင်ခြင်းလို့တင်ဒီလို့ပြောတာမဟုတ်လားဒါဟာတကယ်တော့ကောင်းတဲ့အရေးချက်ပါပဲချုံရင်ချက်တရားနေတင်ယူရတာဟာအောင်မြင်ဖို့အနည်းအကင်းဆုံးနီးလမ်းမှာပဲလို့ပြောရမှာပါဒုတိယတစ်ခုကတော့ redefine pattern ပြန်လဲအဓိပ္ပာယ်ဖွင့်ဆိုခြင်းပုံစံလေးပါလူတူရဲ့ယုံကြည်ချက်နဲ့အဓိပ္ပာယ်ကိုပြောင်းလဲပြီးတာပါဥပမာအမားတွေဟာကြရှုံးမှုလို့မဆိုလိုပါဘူးသူတို့ဟာဒုတက်မှုအတွက် feedback ကောင်းလို့ဆိုလိုတာပါတတိယပုံစံလေးကတော့ counter example pattern လေးပါစံကျင်ဘက်ဥပမာပုံစံလို့ပြောလို့ရပါတယ် ယုံကြည်ခြင်းနဲ့စံကျင်ဘက်ဖြစ်နေတဲ့ဥမာတွေကိုပြီးတာပါအဲဒီစလိုအောင်မြင်တဲ့သူတွေတောင်းမအောင်မြင်ခင်အမားတွေထောင်ချီးပြီးလုံမိကြပါတယ်လို့ပြောတာပါ pattern folly ရတော့ consequence pattern မှာအကျိုးဆက်ပုံစံမှာအဲဒီယုံကြည်ချက်ကိုစုပ်ကင်ထားရင်ဖြစ်လာမယ့်အဆိုးကျိုးတွေကိုထောက်ပြပြောပြတာပါ ဒီစိတ်နဲ့ပဲဆက်ထားမယ်ဆိုရင်အသက်သက်တွေသင်ယူဖို့ကိုကိုကိုတားဆီးမိသွားလိမ့်မယ်လို့ပြောတာပါ။နောက်ဘတ်တန်၅လေးရတော့ချန်ကပ်ဘတ်တန်ပိုကြီးမားတဲ့ရေချက်သို့မဟုတ်ပိုမြင့်မားတဲ့တံမိုးတစ်ခုစီကိုပို့ဆောင်ပေးတာပါ။ဂေဟီဘန်ချက်ကအမားတွေကိုရှောင်တာမဟုတ်ဘူး။ကြီးထွားပြီးတိုးတက်အောင် လုပ်တာပါလို့ပြောတာပါ။ 6လေးအရော change down pattern ယုံကြည်ချက်တွေကိုအားနေတော့အောင်သီးသက်အသေးစိတ်လေးတွေကိုဘေးတာပါဥမာသင်မားတွေဟာ အောင်မြင်မှုကိုတားဆီးတယ်လို့ဘာကြောင့်ဒီလိုထင်ရတာလဲ now pattern လေးအရော analogy pattern ဥမာပြတင်စားပြီးတော့မှ ပြောတဲ့ပုံစံမှာ ဥမာသို့မဟုတ်ပုံမြင်တွေကိုလည်းအသုံးပြုနိုင်ပါတယ်။ကလေးတယောက်လမ်းလျှောက်တတ်ဖို့အချိန်ချင်းလေးကြလဲကြကြရတယ်။ဒါပေမဲ့ဘယ်သူမှအဲ့ဒါကိုကြာရှုံးမှုလို့မခေါ်ကြပါဘူးလို့ပြောတာပါ။နောက် button 8လေးရတော့ another outcome pattern မှာအခြားရလက်ပုံစံနဲ့ပြတာပါ။ ဖြစ်နိုင်ခြေရှိတဲ့အခြားသောအပြုသဘောဆောင်တဲ့ရာလတ်တစ်ခုကိုပြတ်တကြံပြပေးတာပါဥမာတင့်အမားတွေဟာတကယ်တော့တင့်ကို မတားဆီးနိုင်တော့သူတရားအဖြစ်ပြုပြင်ပေးနေတာမဟုတ်ဘူးလားဂုဂုမြောက်ပတ်တန်လေးကတော့ change frame size pattern မှာမြင်ရင်းရှုထောင့်ကိုပြောင်းလဲတဲ့ပုံစံလေးပါ ချိန်ကာလသို့မဟုတ်ရှုထောင့်နေကိုပြောင်းလဲပေးနိုင်ပါတယ်။ဥပမာငါးနှစ်ကြာရင်ဒီမားတွေယူဆိုင်ဆရာတောင်မလိုတော့ဘူး။ဒါပေမဲ့သင်ရဲ့ကြည်ထောင်မှုကတော့ရှိနေဦးမှာပါလို့ပြောတာပါ။နောက်ပက်တန်ထန်းနေရတော့ apply to self pattern ကိုယ်တိုင်သုံးချပုံစံလေးပါ။ယုံကြည်ချက်ကိုသူ့စီကိုပြန်ပြီးပေးအပ်တာပါ။ဥမာ ငါအောင်မြင်ပါမလားဆိုတဲ့ယုံကြည်ချက်ကအမားတစ်ခုမဟုတ်ဘူးလားအဲ့ဒီအမားကလည်းအောင်မြင်မှုကိုတားဆီးနေမလားလို့ပြောတာပါ pattern 7လေးကတော့ hierarchy of criteria pattern မှာစံသက်မဲ့ချက်အစစ်ပုံစံလေးနဲ့ဖော်ပြပေးတာပါပူရေးကြည့်တဲ့တံပိုးတစ်ခုနဲ့နှိုင်းရှင်ပြီးပြီးတော့တိမြအောင်လုပ်ပေးတာပါဥမာဘာကပူရေးကြည့်တယ်လဲ အမားရှောင်နေတာလားဒါမှမဟုတ်သင်ဖြစ်တဲ့သူဖြစ်အောင်ကြိုးစားနေတာလား Now pattern 12 year old model of the world pattern ma သူရဲ့ကဘာမြင်ရှူရောင်ကိုစိန်ခေါ်ပြီးပြောပေးတာပါဥမာဝိကြယုံကြည်မှုဖြစ်တယ်ဆိုတာကိုယုံကြည်ကြပါသလား ဒီယုံကြည်ချက်ဟာပြည့်စုံမှုရှိတယ်လို့ယူဆတဲ့ကဘာမှာပဲအဓိပ္ပာယ်ရှိတယ်လို့ပြောတာပါ။ Now pattern 73လေးရတော့ reality strategy pattern လေးပါ လက်တွေ့စမ်းစစ်နည်းပုံစံလို့ပြောပါတယ်။ဒီယုံကြည်ချက်လေးဟာမှန်ကန်နေဆိုတာသူတို့ဘလို့သိလဲလို့မေးပြတာပါ။ဥပမာအမားတစ်ခုဟာ အောင်မြင်မှုတားဆီးရစွာဘလို့တိုင်းတာပါသလဲဘလို့အထောက်ထားရှိပါသလဲလို့မေးပြတာပါနောက်ဆုံးပက်တန်စလီလီရတော့ matter frame pattern မှာယုံကြည်ချက်ကိုပြန်လဲတတ်မှတ်ဖို့အတိပဲဘလို့ပေါ်ဆိုမလဲလို့ဘောင်းတတ်မှတ်တာပါဥမာဒီယုံကြည်ချက်ရှိနေရတဲ့တခုတည်းသော အကြောင်းရင်းက ်တင့်ကိုဒီထက်ပိုပြီးကြီးထွားသွားဖို့သတိပေးဖို့ပါပဲလို့ဆိုလိုတာပါ။နီလန်းမျိုးကိုရိုင်းအတွက်နဲ့ကိုပါဝင်းကျင်အတွက်စတင်သုံးချကြည့်ကြပြီးဘဝရဲမှာကန့်တန့်နေရတဲ့အကုန်လုံးဖြေလျှော့နိုင်ကြပါစေရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။